အားလုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးနေတဲ့ပေါ်တော့ကလေးတွေကိုငယ်စဉ်ကလေးကနေပြီးတော့ကျဉ်းကျဉ်းခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလောင်တိုးတက်လောင်ခိုင်မာလောင်လေ့ကျင့်ပေးရမယ့်အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့မှာဆိုရင် မနေ့တော့ဆိုရင်ကျွန်မအဓိက resilient နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုတူဦးတယောက်ချင်းစီတွေမှာရှိနေတယ်ပေါ့နော်အဲကောင်းတဲ့စိတ်ဖြစ်စီမှုတွေရှိတယ် တဲ့သိုးတဲ့စိတ်ဖြစ်မှုတွေရှိတယ်အဲ့ဒီအကြောင်းလေးကိုမနေ့တော့ဆွေးနွေးပေးသွားခဲ့တယ်ပေါ့နော်အဲ good stress နဲ့ distress continuance ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးသွားခဲ့ပါတယ်ရှင်ဒီနေ့မှလည်းပဲအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဲတော့အတင်းပြီးခဲ့တဲ့နေရာဆွေးနွေးသားတာဟာ တာမန်ဟိုစိတ်ပီစီမှုပေါ့ဒါစိတ်ပီစီမှုမှာဒါရှေ့ကိုပို့ပြီးတော့တိုးတက်ဖို့အတွက်တွန်းအားပေးစီတဲ့စိတ်ပီစီမှုရှိရယ်တကယ်ကိုပင်မန်းစီတဲ့စိတ်ပီစီမှုရှိရယ်ပေါ့နော်အဲအကြောင်းလေးကိုနေရာဆွေးနွေးပေးခဲ့တယ်ခဏမှကြတော့ toxic stress ဆိုရယ်ပေါ့နော်အစိတ်တင်တဲ့စိတ်ပီစီမှုပေါ့လူရဲ့ခန္ဓာကိုယ်မကောင်းမှုတော်တော်ကိုစိုးဝါးစေတဲ့စိတ်ပီစီမှုပေါ့နော်ဒါမျိုးတွေရှိရယ်ဆိုတာလေးကိုဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှိရယ်ဆိုတဲ့အကြောင်းရင်းကိုဒီမှာ ဒီဟာကိုကျမတို့ဘလူကြော်လာမလို့ဘလူနီးလဲနေနေကုန်ပြီးလုံမလို့ဆိုတာကိုအဲသုံးသပ်ဆောင်ရွက်လို့ရမှာလည်းဖြစ်ပါလေရှင်အဲ့တော့ဒီမှာဆိုရင်ခနေဆင်းရဲသွားမယ်ပေါ့နော်အစိတ်တင်နေစိတ်ဖြစ်စီမှု तू ဟာပစ္စည်းစီတဲ့အစစ်ဖြစ်တယ်မိမိရဲ့စိတ်ကောရုပ်ပိုင်းရောဓာတ်ခန္ဓာကိုယ်ပိုင်းရောပေါ့နော် emotion ပိုင်းတွေကိုပစ္စည်းစီတဲ့အစစ်ဖြစ်တယ်တော်တော်လေးနဲ့ပြင်းထန်နေအုံနောက်ကထွက်လာတယ်တဲ့ အဲအုံနောက်ကထွက်လာတဲ့အရာတွေပေါ်မှာပေါ့နော်အကျိုးသက်ရောက်မှုရှိတယ်။အဲအဲ့တော့အကျိုးသက်ရောက်မှုရှိတော့အုံနောက်ဖွဲ့စည်းတိဆောက်လုတ်ကင်ပုံကိုလည်းပြောင်းလဲသွားစီရဲ့တဲ့။ပုံမှန်လေပတ်နေတဲ့အုံနောက်တစ်ခုဟာပေါ့နော်လှုပ်ဆောင်နေတဲ့အုံနောက်ပိုင်းဆိုင်ရာနေရာခုလိုမျိုး toxic stress ဆိုတဲ့တကယ်ကိုပြင်းထန်တဲ့စိတ်ဖိစီးမှုတွေဖြစ်တဲ့အခါမှာသူတို့တွေရဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ပုံတံတန်နေရာဆာမှာဆောင်ရွက်ပုံနေရာဆာမှာပြောင်းလဲသွားစီရဲ့။ ဒါကြောင့်လည်းကျွန်တော်တို့တီးမှုဆိုင်ရာကိုလည်းထိခိုက်သွားစေတယ်။တခါတကယ်ကိုပြင်းပြင်းထန်ထန်အဲစိတ်ပီစီမှုရတဲ့အခါမှာအဲမိမိတီးရှိရမှတ်မိနေရမယ့်အကြောင်းအရာတွေမေးလျော့သွားတာတို့တီးရှိရမယ့်အရာတွေကိုမတီးတော့ပဲဖြစ်သွားတာပေါ့နော်။ဒီလိုမျိုးတီးမှုဆိုင်ရာတွေကိုထိခိုက်သွားတယ်။စိတ်ပီစီမှုနဲ့ဆက်နွယ်နေတဲ့ယောဂါတွေလည်းဖြစ်နိုင်ခြင်းများတယ်တဲ့။စိတ်ပီစီမှုကြောင့်ဖြစ်နိုင်တဲ့ယောဂါတွေအများကြီးရှိတယ်။ကျွန်မရှိပိုင်းမှာဆွေးနွေးပေးထားဆွေးနွေးပေးမဲ့အထဲမှာပါပါတယ်ရှင်။ ဒါကြောင့်တိမှုဆိုင်ရာတွေလည်းထိထိခိုက်သွားတယ်။စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေတဲ့ယောဂတွေပါဖြစ်နိုင်ခြင်းများလာတယ်တဲ့။ဒီလိုမျိုးပေါ့နော်။အစိတ်တဲ့စိတ်ဖိစီးမှုတကယ်ကို စိတ်ဖိစီးမှုတကယ်မြင့်မားသွားပြီဆိုလို့ရှိရင်တဲ့။နောက်တစ်ခါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိရဲ့ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိရဲ့ဇီဝကံမဖြစ်စဉ်တွေပါပြောင်းလဲလာတယ်တဲ့။ ပုံမှန်မဟုတ်တော့ဘူးကမောက်ကမကြီးဖြစ်လာမယ်အဲ့ဒီမှာဒရေသားဘဝကနေပြီးတော့ကလေးဘဝတလျှောက်မှာအချိန်မရွေးအနှုတ်လက္ခဏာဆောင်တဲ့အကျိုးဆက်တွေရရှိနိုင်တယ်ဘလို့အချိန်ညမျိုးမှာတော့ဆိုရင်အိမ်တွင်အကြံဖက်မှုတွေကလေးကိုစိတ်ပိုင်းကောရုပ်ပိုင်းကောအဲနာကျင်အောင်လုပ်တာတွေနောက်တစ်ခါသူကတပါးသူကိုနာကျင်အောင်ဆောင်ရွက်နေတာတွေကို မြင်တွေ့ရတာတွေပေါ့နော်အဲသူ့ကိုလုံးမခံရပေမဲ့သူ့ရဲ့ပံဝင်ခြင်းမှာ ဒီလိုမျိုးပေါ့နော်အဲအနိုင်ကျင့်ခံရတယ်အဲဂျမ်းဖတ်မှုတွေကိုမြင်တွေ့ရတယ်ဆိုရင်သူတို့မှာဒီလိုမျိုးအဲ toxic stress တွေဖြစ်နိုင်ပါတယ်ရှင် ါကြောင့်အိမ်တွင်ဂျန်ဖက်မှုတွေဒါတွေကဒီလိုမျိုးပေါ့နော်တကယ်အစိတ်အသင့်နဲ့စိတ်ဖိစီးမှုတွေကိုဖြစ်စေပါတယ်နောက်တစ်ခါလစ်လူရှုခံရထားမှုတွေအဲအလုပ်တွေရှုပ်လို့ပေါ့နော်တခုခုအကြောင်းမျိုးမျိုးပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ကလေးတွေကိုဂယုမဆိုင်နိုင်မဲနဲ့လစ်လူရှုခံရထားရဲဆိုလို့ရှိရင်လည်းသူတို့မှာစိတ်တန်ရာတွေပြင်းထန်ပြီးတော့စိတ်ဖိစီးမှုတွေကတကယ်ကိုအစိတ် တကယ်ကိုစိုးရင်ရတဲ့အဆင့်ထိကိုရောက်ရှိလာစေမှာဖြစ်ပါတယ်ဒါကြောင့်လစ်လူလစ်လူရှုခံရတယ်ဆိုတာလည်းစိတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာကိုတွက်ကဒါကျွန်တော်တို့အတွက်မကောင်းမှုပေါ့လေဒါကြောင့်လစ်လူရှုခံရမှုတွေနောက်တစ်ခါလွဲမှားစွာပြုကျင့်ခံရမှုတွေ အဲနိုင်ချင်းအကျန်းဖက်ချင်းခံရတာပေါ့နော်ဒါမျိုးတွေနောက်တခါစိတ်ကျမ်းမာရေးချူတဲ့တာတွေနောက်တခါမူရစ်စေဝါသုံးဆွဲတာတွေခုခေတ်မူရစ်စေဝါအနေနဲ့အရန်ကိုပြင်ထန်နေပြီအဲ့တော့မူရစ်စေဝါကိုတတိရှိရမယ့်အခြေအနေဖြစ်နေပြီဒီလိုမျိုးမူရစ်စေဝါသုံးဆွဲခြင်းရလည်းပဲကျွန်တော်တို့ဒီကအစိတ်အစ်နဲ့စိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေတာလည်းဖြစ်ပါလေရှင်အဲ့တော့ ဒီစိတ်တဲ့စိတ်ပြည့်စည်မှုဟာဒီလိုမျိုးလက္ခဏာတွေရှိတယ်ဒီလိုအကြောင်းတွေကြောင့်ဖြစ်တယ်ပေါ့နော်အိမ်တွင်ကြံဖဲမှုတွေကြောင့်လည်းဖြစ်နိုင်တယ်ဒါမျိုးတွေကလေးရှင်မှာကလေးကိုမဖြစ်အောင်ကာကွယ်ပေးရမယ်လစ်လူရှုခံရတာတွေမရှိအောင်လွဲမစွာပြုကျင့်ခံရမှုတွေစိတ်ကျန်းမာရေးတွေမချို့တဲ့အောင်မွေးရစေဝါကမတုံးဆဲပဲနဲ့ကင်းစင်အောင်ပေါ့နော်ဒါလိုမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကာကွယ်ပေးဖို့အတွက်အဲကျွန်တော်တို့တွေလူကြီးမိပါတယ်အုတ်ထင်းသူမှာအုတ်ထင်းသူတွေမှာ အဲတာဝန်လည်းရှိရဲ့ဟုတ်ပေါ့နော်ဒါအရေးတယူလဲဆောင်ရွက်ပေးရမယ့်လုပ်ငန်းလေးတွေလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ဒီလိုမျိုးစိတ်ပီစီးမှုတွေဟာအဲကောင်းတဲ့စိတ်ပီစီးမှုရှိတယ်။အဲမပြင်းထန်တဲ့စိတ်ပီစီးမှုရှိရဲ့။ဒီဟာကတော့တကယ်ကိုပြင်းထန်တဲ့ပျက်စီးတဲ့အဆင်ကိုရောက်ရှိနိုင်တဲ့စိတ်ပီစီးမှုလည်းဖြစ်ပါတယ်။ဒါမျိုးတွေကိုကျွန်တော်တို့ဘလို့နီးလဲနေနေကြော်လွားကြမလို့ဆိုတာကိုဆက်လက်လေ့လာကျွန်တော်တို့ဆက်လက်ဆွေးနွေးကြရအောင်ပါရှင်။အဲ့တော့ ဒီမှာဆိုလို့ရှိရင်ကျမတို့ဒါကကြတော့ဒါ the stress continuum ပေါ့နော်ဒီစိတ်ဖိစီးမှုမှာ तू ကဘယ်အဆင့်ထိဒီပုံလေးထဲမှာပေါ့နော် तू ဘယ်အဆင့်ထိစိတ်ဖိစီးမှုကို तू လက်ခံနိုင်မှာလို့ပေါ့အဲစိတ်ဖိစီးမှုကလက်ခံနိုင်တဲ့အဆင့်ကြီးရှိတယ်ကြော်သွားပြီဆိုရင်တော့အဲ burn out ဖြစ်သွားမှာပေါ့နော်အဲလိုမျိုးမဖြစ်အောင်တတိထားဖို့လိုတယ်ဒီမှာဆိုရင်အဲစိတ်ဖိစီးမှုနဲ့ပတ်သက်ပြီးတော့ သူကတော့ပြောထားပါတော့ဒီမှာဆိုရင် peak performance ဆိုတာကြတော့သူကဒီထိတ်ဆုံးစွမ်းဆောင်ကြီးစွမ်းဆောင်ကြီးအမြင့်ဆုံးထုတ်နိုင်တဲ့အခြေအနေဒီ level ထိသူစိတ်ဟာဟိုစွမ်းဆောင်ကြီးတွေမိမိမာမာဆောင်ရွက်နိုင်သေးတယ်စိတ်ဖိစီးမှုဖြစ်ရင်လည်းအဲအဲ့လိုမျိုးဖြစ်တဲ့အခြေအနေပေါ့နော်ဒီမြင်းကြောင်လေးကတော့ဒီကတော့ကျမတို့ဒီ level လေးရကြတော့အဲဒီရေပင်ကြီးမြင်းလေးပေါ့နော် ဒီပညာမြင်ရတာကြတော့ stress level ပြရတယ် horizontal မြင်ရ performance ကိုပြရတယ် downline မြင်ရတာ performance အလျားလိုက်မြင်ရတာ stress level ကိုပြရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ပထမအဦးဆုံးဒီမှာဆိုရင်သူကဒီမှာဆိုရင် healthy attention အဲသူဒီမှာဆိုရင်သူမှာ attention ချစ်ရဲ stress တော့ရှိရဲကျန်ကျန်မာမာပဲအစ်မဲရှိသေးတယ်ဒီအစ်မဲမှာဆိုရင် balance မျှကြည့်ရှိသေးတယ် managing ဟုတ်ကောင်းကောင်းသူ့ကိုစီမံခန့်ခွဲနိုင်တဲ့အဆင့်ဖြစ်တယ်။အဲဒီမှာဆိုရတဲ့သူကဒီအဆင့်မှာဆိုလို့ရှိရင်အဲဘွားဖြစ်ပဲပေါ့နော် motivated ဆိုတာကကျတော့အဲဆေးရထက်ထက်တန်တန်နဲ့လှုပ်ဆောင်နိုင်သေးတယ်။အဲအဲဒီမှာတစင် focus အဲပြင်မဲ့ focus ဆိုတာကကျတော့သူကအာယုံစူးစိုက်မှုအားလဲကောင်းသေးတယ်။ ဒါဆိုရင်အဲကျမ်းမာတဲ့စိတ်ဖြစ်စည်းမှုစိတ်ဖြစ်စည်းမှုတော့ရှိတယ်တန်ရှင်းတော့ရှိတယ်ကျန်ကျန်မာမာပဲအဲတွတ်တွတ်လက်လက်လှုပ်လှုပ်ရှားရှားလှုပ်ဆောင်နိုင်သေးတယ်နောက်တစ်ခါအာယုံစူးစိုက်မှု focus ထားနိုင်သေးတယ်ပေါ့နော်အာယုံစူးစိုက်မှုတွေကောင်းသေးတယ်အဲ့ဒီအမှတစင်ဒီမှာဆိုလို့ဒီစင်ကိုဒီဘက်ကိုရောက်သွားပြီဆိုလို့ရှိရင်ဖာဒီကဆိုတာကြတော့သူပင်မနှွမ်းနယ်လာပြီပင်မနှွမ်းနယ်လာတာကနေတပြေးပြေးနဲ့ anxiety anger မောပန်းလာမယ်ဆိုရင်ပူပန်းလာမယ်ဒေါသတွေထွက်လာမယ်ပေါ့နော် အဲ့ဒီလိုမျိုးဒေါသတွေထွက်တယ်ဆိုရင်ပူပန်နာနေပြီးတော့ဘန်းနောက်ဆိုတာကြတော့တကယ်ကိုပဲပေါ့နော်အဲသူကဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ကြတော့သူ့မှာလုံးဆောင်နိုင်မှုအတွက်စွမ်းအင်တွေကုန်ခန်းသွားမယ်လောင်ကျွမ်းသွားတာပေါ့နော် exhaustion ဆိုတာလောင်ကျွမ်းသွားတယ်အဲ့လိုရှင်ွယ်ဒီမှာဆိုလို့ရှိရင် out of balance အဲမြကြည်အနေနဲ့မရှိတော့ဘူးဒါကိုအဲသူကဒီ ပုံမှန်သွားလာပြောဆိုလုပ်ကြိုင်တဲ့အဆင့်ကို तू မလုံးနိုင်တော့ဘူးစိတ်ဖိစီးမှုတွေတအားကြီးများနေပြီ focus လည်းမထားနိုင်တော့ဘူးပေါ့နော်အဲ့တော့ကြတော့အဲစိတ်ဖိစီးမှုဟာပမာဏလွန်ကဲသွားလို့ရှိရင်ပြင်းမဲနှွမ်းနေသွားတယ်เออสู้เองปูบันหมู่ฤดอดาฤหันเจ็บเป็ดทวามเลยปอเนาะหันเจ็บเป็ดทวามเลย out of balance ဆိုတာหันเจ็บเป็ดทวามเลยหันเจ็บเป็ดทวาပြီးတော့เออဒီလိုမျိုးซ้ายเองนี่กုံคั้นทวามเลยหลောင်จ้วนทวามเลยနောက်ဆုံးมาปิ่วเล่တဲ့สิ่งโห ရောက်ရှိသွားမယ်ပေါ့နော် coal park ဆိုတာကြတော့ပြိုလဲသွားတာအဲစိတ်ဖြစည်းမှုဟာတင့်တင့်ရင်အဖြစ်စေပြီးတော့များသွားလို့ရှိရင်ကြတော့စိတ်ဖြစည်းမှုဟာတကယ်ကိုအနေရဲ့ရှိရဲ့အဆင့်ကိုရောက်သွားတယ်ဒီစရာဒီအားလေးစရာဆိုလို့ရှိရင်ကျမတို့ stress continuum ပေါ့နော်သူက stress continuum အဲသူ့ရဲ့ဒီ stress အဲစိတ်ဖြစည်းမှု level ဟာဒီအစ်စ်မှာဆိုလို့ရှိရင် तू โอเคတဲ့အစ်စ်မှာရှိသေးတယ်ပီပါဖော်မန့် तू ကောင်းကောင်း performance ဆောင်ရွက်နိုင်သေးတယ် အစင်းရောင်အစင်းရောင်လေးမှဆိုလို့ရှိရင်ဒီမှာဆိုရင်ကျမတို့အဲဘယ်ဘက်ပေါ့နော်ဘယ်ဘက်မှာဆိုရင်အစင်းရောင်လေးအစင်းရောင်မြင်းလေးမှာဆိုရင်သူ healthy attention stress တော့ရှိတယ်ကျန်းကျန်းမာမာနဲ့သူကြောင်ရနိုင်သေးတယ်အဲ့ဒီမှာတစင်းသူတစ်ပြည့် motivate တကယ်ကိုတက်တက်လွတ်လွတ်လှုပ်ရှားနိုင်သေးတယ်ပြီးရင်ဒါကိုအာယုံစူးစိုက်လှုပ်ဆောင်နိုင်သေးတယ်ဒီအစ်စ်မှာဆိုရင်သူက balance မျှကြည့်ရှိနေတယ်ကောင်းကောင်းစီမံခန့်ခွဲနိုင်သေးတယ် အဲတရီဆင်းကိုရောက်မယ်အဲ့ဒီကမှဒီအဆင်းရောက်လေးရမှတဖြည်းဖြည်းနဲ့မြင့်လာပြီဒီကကျွန်တော်တို့ stress level ကမြင့်လာပြီဆိုရင်အဆင်းရောင်လေးဖြော့သွားမယ်အဆင်းရောင်ဖြော့သွားပြီးရင်ကျွန်တော်တို့အဝါရောင်လေးတန်းလာမယ်အဝါရောင် တန်းတာကနေမှတပြေးပြေးတပြေးပြေးကျွန်တော်တို့ရဲ့ stress level တွေမြင့်လာပြီဆိုရင် အဲလိမ်မော်ရောင်ဖြစ်သွားမယ်လိမ်မော်ရောင်အမှတစဉ်ကျမတို့အနီရောင်တကယ်ကိုစိုးရင်ရတဲ့အဆင့်ကိုရောက်သားမှာပေါ့နော်ဒီမှာဆိုရင် vertical ဆိုတာကြာသူပင်မနှမ်းရွယ်လာပြီးဒီအဝါရောင်လေးစစ်မှာအဲဒီပြေးပြေးနဲ့လိမ်မော်ရောင်လေးရောက်သားရော anxiety တကယ်ကိုမောပန်းနွမ်းနေနွမ်းလျရလာပြီးအင်္ဂါဒေါသတွေထွက်လာပြီးပြီးရင် burn out ဖြိုလဲသွားမယ် exhaustion ပေါ့နော်ဘာမှကိုမလုပ်ချင်မလုပ်မကင်ရင်တဲ့အဆင့်ကိုရောက်သွားမယ်အဲ့ဒီလိုနဲ့ပေါ့နော်ကျမတို့ဒီ stress level ကြီးဟာ out of balance သူဟာဒါကို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 ထိမ့်သိမ့်နိုင်တဲ့အဆင့်ကိုမရှိတော့ဘဲနဲ့ပေါ့နော်အဲပြူလဲသွားမယ်အဲ့လိုမျိုးတဆင်ချင်းတဆင်ချင်းစီဖြစ်သွားတဲ့အခါမှာ stress level ဟာပဲကျမတို့အဓိကပေါ့နော် balance နဲ့ managing well ဆိုတဲ့တကယ်ကိုမျှချေနေတာပေါ့နော် peak performance အဆင့်ထိပဲအဲ stress level ကောင်းတယ်တော့ stress တွေဟာအတင်းတည်ုံမဲ့ရှိဖို့လိုအပ်တယ် ကြီးမှလည်းတိုးတက်မှုဆိုတာရှိတယ်။ဒီစိတ်ဖိစီးမှုဆိုတာရှိနေမှလည်းကျမတို့တိုးတက်ပြောင်းလဲမှုအောင်အဲတီထွင်ကြံစားမှုတွေပေါ့နော်မိမိရဲ့ဒါတွေကိုစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တဲ့အဲဆွမ်းရင်တွေကတဖြည်းဖြည်းမြင့်တက်လာတာပေါ့နော်။အဲ့တော့ the start continuum ဆိုတဲ့ဒီကကျမတို့ဒီက grad ကလေးကိုဒီပုံလေးကိုလေ့လာတဲ့အခါမှာဘာဖြစ်ဘာကိုကျမတို့သွားပြီးတော့ဒါလေးကိုဟိုတတိထားမလို့ဆိုရင်ကျွန်တော်တို့တတိကလေးတွေတတိပေါ့နော်သူတို့တွေရဲ့ stress တွေအားဒီက healthy attention နဲ့ motivated focus ဒီအဆင့်မှာပဲတို့ရဲ့ stress ကရှိရမှာဖြစ်ပြီးတော့အိုက်တဲ့လွန်သွားတဲ့အဆင့်ကိုမရအောင်ပေါ့ကျမတို့ထိမ့်သိမ်းဆောင်ရှောက်ပေးဖို့လိုအပ်ပါတယ်ရှင်ဒီကျမတို့ကိုကိုရောကလေးတွေရောပေါ့ဒီလိုမျိုး stress တွေအဲစိတ်ဖိစီးမှုတွေကိုအဲတို့ရဲ့အရွယ်လိုက် ဖြစ်ပေါ်နေတဲ့ဖိစီးမှုတွေကိုမဖြစ်အောင်ကာဝယ်ဆောင်ရှောက်ပေးရမယ်။အိမ်တွင်ကြံဖက်မှုတွေကနေလည်းကာဝယ်ဆောင်ရှောက်ပေးရမယ်။အဲအဲ့ဒီလိုပဲပေါ့နော်။အဲတခြားမူရစ်စေဝါတွေအဲသူတို့တွေကိုအဘ ్యుస్ လောက်ခံရတာတွေအနှောင့်ယှက်ပေးခံရတာတွေရံပြူးခံရတာတွေအဲဒါမျိုးတွေမဖြစ်အောင်ကာကွယ်စောင့်ရှောက်ပေးဖို့လိုတယ်အဲ့လိုစောင့်ရှောက်ပေးရင်းနဲ့ပေါ့နော် အဲသူကလေးတွေရဲ့ stress တွေဟာတကယ်ကိုပဲပေါ့နော်။ကဲသူတို့တိုးတက်ဖို့ပုံမှန် stress ပေါ့နော်။ရှေ့ကိုကျွန်တော်တို့လုပ်ငန်းတွေကို manage လုပ်နိုင်မှုအဆင့်လောက်ကြည့်ပဲ။အဲ stress ကရှိပြီးတော့ဒီတဲ့ပို့သွားတယ်ပေါ့နော်စိတ်စိတ်တင်းနဲ့စိတ်ဖိစီးမှုဒီမရအောင်အဲလေးဆောင်ရွက်ပေးရမယ်ကာဝယ်ပေးရမယ်အဲကိုကိုတို့ရဲ့ကျောင်းတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်းပဲ manage လုပ်နိုင်ရမယ်ပေါ့เนาะအဲကလေးကိုမှကျွန်တော်တို့စိတ်ဖိစီးမှုကို manage လုပ်ပေးမယ်သူတို့ကိုစိတ်ဖိစီးမှုတွေပြေကျော့အောင်ဆယ်ကူညီဆောင်ရွက်ပေးမယ်သူကိုယ်တိုင်ကလည်းပဲကျွန်တော်တို့ရဲ့ emotion တွေစိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားမလို့ပေါ့ကျော်လွှားဖို့ပေါ့เนาะနီလန်းလေးတွေကိုအဲ ကိုကိုတိုင်းရောပေါ့နော်လေးလာသုံးသက်ရင်းနေဟောပေါ့နော်ရှာဖွေဖို့လိုလက်လိုအပ်တယ်အဲ့လိုနီးလဲနေနေပေါ့နော်ကိုယ့်ရဲ့ stress ကိုလည်းကိုထိမ့်မယ်ကလေးတွေရဲ့ stress ကိုလည်းအဲထိမ့်သိမ့်နိုင်မှုအတွက်နီးလန်းလေးတွေဝေမျှပေးကြမယ်အဲ့လိုနီးလန်းနေနေပေါ့နော်သူတို့တွေရဲ့အဲဆောင်ရွက်မှုတွေဟာတကယ်ကိုကျန်းမာတဲ့ပုံစံနဲ့ တက်တက်ကြွကြွနှုတ်လို့ရှားရှားနဲ့မိမိရဲ့လှုပ်ဆောင်တဲ့ပုံမှာအာယုံစူးစားနိုင်တဲ့သူတွေအာယုံစူးစိုက်မှုအားတွေကောင်းတဲ့သူတွေဖြစ်အောင်လေ့ကျင့်ပေးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်